တဟုဥပကာရညာသောအကျိုးကျေးဇူးရှိတယ်လို့ဆိုလိုတာမနုဿဘုဒ္ဓကလူจิตသောသူအာဘဟုကာရာဟံတိညာစွာအကျိုးကျေးဇူးညာတဲ့တရားဓမ္မလူစဉ်တို့လူသားတွေအတွက်အကျိုးကျေးဇူးညာတဲ့တရား၄ပါးနော်ဒီကိစ္စမှိုင်းညာ အဲ့ဒီတရားလေးပါးကိုမိမိတို့ရဲ့တဏ္ဍာမှာပြည့်စုံအောင်ကြီးကျင့်ရမယ်ဆိုလို့ရှိရင်ကျေးဇူးတရားတွေအများကြီးရှိမယ်တဲ့အကျိုးတွေအများကြီးရှိမယ်အဲ့ဒီလိုအကျိုးကိုလိုလားတဲ့ပုဂ္ဂိုလ်တွေအတွက်ဘဟုကာရတုတ္တံကိုဦးဇင်းတို့ဒီကနေ့ညဟောပါမယ်ဒီတုတ္တံအများသောအားဖြင့်ဘေးတပေါင်းသူတော်ကောင်းတို့အခါခါထပ်ထပ်လာယူကြည်ညိုကြမှုတဲ့တရားတွေတွေကတရားတစ်ပုဒ်ပါ အဲ့ဒီလူများထဲမှာခဏခဏရောက်နေတယ်ဆိုတဲ့အိဗေကိုကစပြီးတာဒီတရားတော်ဒီလူသားတွေအတွက်အင်မတန်ရေးပါတယ်ဆိုတဲ့အိဗေကိုပြသရရောက်နေတယ်လို့ဦးဇင်းတို့ထင်တယ်ဟုတ်လားတကယ်မိုင်မြတ်မြတ်စွာဘုရားကလေဆုံးကပြန်ကြွလာတိုင်းကြွလာတိုင်းခြေသေးအင်းမြင်မှာရက်တော်မူပြီးတော့ဒုံတစ်ပါးတရား၅ပါးကိုဟောတယ်ဆိုတာကြားဦးတယ်နော်လူကျင်ဟာရှားခဲ့တယ်ဟုတ်လား တရားရှင်ဟာဇာကေရီဟုတ်လားပြီးတော့ပါလေတရားတော်ဟာအနာယကေရီသရတရားရှိတဲ့လူဖြစ်ဆိုတာဇာကေရီဉာဏ်ဖြစ်ဆိုတာယကေရီလို့ဇာကေရီတရားတွေမဟုတ်ဘူးလားဟုတ်ပါဘူးအဲ့ဒီလိုဟုတ်ပြီတဲ့နောက်မှာအတ္တမာနိနသိတဝေကမ္မာတိဌာသင်္ခါရတရားတွေဟာပြည့်စည်သွားတာရှိပေမပြည့်စည်သေးခင်မှာအကျိုးရှိရာအကျိုးရှိကြောင့်တရားကောင်းနေတယ် တတိပညာဥသိပြီးတော့ပြည့်စုံအောင်ဖြည့်ကြလို့နေတိုင်းပြောတာနော်ဒီကိမိုက်ကြီးတရက်သေးပြောတာလားတလာလေးပြောတာလားတနည်းသေးပြောတာလည်းမဟုတ်ဘူးနေတိုင်းနေတိုင်းနေရှိသေးရဲ့ရရှိသေးရဲ့အဲ့ဒီလိုအထက်ထက်ခါကပြောလေဆိုတဲ့အဓိပ္ပာယ်ကိုပါစပြီးတော့အရေးကြီးတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြသရမရောက်ဘူးလားကျန်ပါဘူး ဒါကြောင့်ဒီနေ့ဘိသပေါ့ဘုရားလို့နှလုံးသွင်းရရတဲ့တရားတွေဟာလည်းပဲအဲ့လိုအရေးကြီးတဲ့တရားတွေကအရေးကြီးတဲ့တရားတစ်ခုပါလို့ဘုရားကပြောခြင်းတယ်ဟုတ်လားပြီးတော့တရားမနာသေးခင်ပါလေသစ္စာဘုရားရဲ့တရားတော်ဆိုတာဟောတာရဟောထားတဲ့အတိုင်းဒီတိုင်းတိတိကျကျအနည်းငယ်မှန်ကန်နေတဲ့သဘောရှိမဟုတ်တကယ်မှိုင်မရဘူး ်ာဘုရားရဲ့ဘုံတော်တွေအမျိုးမျိုးကြီးကျူးကြတာတွေရှိပါတယ်အဲ့ဒီတည်းမှာမြတ်စွာဘုရားကသုတ္တုတထာဂတဒီစကားလေးကိန်းတို့ကြားဖို့လေနော်တထာဂတငါဘုရားသည်တထာဂတဖြစ်တော်မူတယ်လို့အင်္ဂုတ္တပါဠိတော်မှာပဲဒုက္ခသုတ္တံမှာမြတ်စွာဘုရားဟောထားတာတထာဂတရဲ့အဓိပ္ပာယ်တွေကိုမြတ်စွာဘုရားကိုယ်တော်တိုင်ဖွင့်ပြထားတာ အဲ့ဒီတခါကတည်းကအသေးသေးလေးအများကြီးရှိတဲ့အတက်ကတရားမနာသေးခင်မှာနှလုံးသွင်းနေတဲ့အသေးသေးလေးတစ်ခုပြင်းတို့ပြောပြခြင်းလေရေသာဒိကဝိရတိတထာဂတောလုဒ္ဓသမသံဗုဒ္ဓယိဘိသံဥစ္စတိရေသာရတိဥမာတိတေတာယနိဗ္ဗာန်တာတုယံပရိနိဗ္ဗာယတိ ယံဣဒသမေအန္တရိပါတတိလဘတိနိတိတတိသဗ္ဗန္တတတိဝဟောတိနောဣနတာသတ္တမတ္ထာကတောတိဥဒတိအတိဘေကမှာပြောလာလဲဆိုတာမြတ်စွာဘုရားကိလေသာပရိနိဗ္ဗာန်စံတော်မူတဲ့ဗောဓိမင်းရဲ့ရှင်ပလင်ရင်းမှာကဆုလားဤနေ့ညမှာမြတ်စွာဘုရားတရားဖြစ်ကိုရောက်တော်မူတယ်အဲ့ဒီညကဆုလားဤနေ့ညညက နောက်ဆုံးမုန်းတော့ရတယ်။ဒီနေ့ကြားရဘူးလေနော်။အေးအဲ့ဒီကဆုံးလာကြီးကြီးညဘုရားဖြစ်တဲ့ညအဲ့ဒီညရဲ့တဲ့။ပြီးတော့မြတ်စွာဘုရားရှင်တော်မြတ်ကြီးပြိဋိဘံခန္ဓာပြိဋိဘံအကျဉ်းချက်မရှိအလုပါတိဒိဋ္ဌပြိဋိဘံဆံတော်မူတဲ့မလာမင်းတို့ရဲ့အရင်ဥယျံမှာပြိဋိဘံဆံတော်မူတဲ့မဟာသတိတရား၄၀နဲ့၈ခုဟုတ်လား။ကဆုံးလာကြီးကြီးညအဲ့ဒါလည်းညပဲနော်။ အဲ့ဒီကစုံလာပြီးနေ့ညခညရဲ့ကြားမှာယေရှုဘုရားနှစ်ပေါင်း၄၀နဲ့၅နှစ်တိတိထိုင်သွားစကားတွေနဲ့တရားတွေနဲ့အများကြီးပြောသွားတယ်ဟုတ်လားဘုရားဖြစ်တော်မူတဲ့ကစုံလာပြီးနေ့ညရဲ့ပရိနိဗ္ဗာန်ဆန်တော်မူတဲ့ကစုံလာပြီးနေ့ညရဲ့ဟုတ်လားအဲ့ဒီညခညကြားမှာယေရှုဘုရားပြောခဲ့တဲ့စကားတွေကဒီတိုင်းနဲ့မှန်တယ်တဲ့အပြောင်းလဲမရှိဘူး